မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲကနေထွက်ပြေးသွားတဲ့စစ်ကောင်စီရဲ့အမတ်89ချင်းမြန်တမဌာနချုပ်တမမှုနဲ့အဖွဲ့ကိုတော်လိုင်းတပ်ဖွဲ့များကကတာမြို့နယ်အတွင်းမှာပြန်လည်ဖမ်းမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခုံခုံတက်မှမှုနဲ့သူ့ရဲ့လုံခြုံရေးတပ်ဖွဲ့လုံးကိုဖမ်းမိထားပါပြီ တိုက်ပွဲထဲမှာဒဏ်ရာတွေနဲ့ဖမ်းမိထားတာပါလို့ကတောင်မျိုးကရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမတ်တစစ်ဒေသရဲ့အစီအစဉ်နဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကို2024ခုနှစ်ဩဂတ်လ16ရက်နေ့ကစတင်ခဲ့ပြီးတော့ခုခံစစ်ကိုအမတ်ခွန်ခွန်ချင်းမြတ်တပ်မဌာနချုပ်တပ်မမှုကဥဆောင်ခဲ့တယ်လို့သိရပါဗျ။အမတ်ခွန်ခွန်ချင်းမြတ်တပ်မဌာနချုပ်ဟာဘကိုးတိုင်းမှာအခြေစိုက်ထားတော်လဲ အင်းတော်မြို့ခုခံစစ်အတွက်စေကောင်စီကပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်စ်လမှာပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရရှိထားပါတယ်။အင်းတော်မြို့တိုင်းဆက်စည်ရေးဟာရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးတော့စေကောင်စီတပ်များအနေနဲ့စစ်ကူမရရှိခြင်းမြေပြင်ကလက်နက်ရိတ်ခါများထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်းထိခိုက်သိမ်းဆုံးမှုတွေများပြားခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့ရဲ့နောက်ဆုံးအခြေပြုရာ ဂျပန်နိုင်ငံကနေတမမှုဥဆောင်တဲ့အဖွဲ့ဟာအေပီလ9ရက်နေ့ည9နာရီခန့်မှာစခန်းကိုဆုတ်ခွာပြီးတော့ဆုတ်ခွာထွက်ပြေးသွားခြင်းဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနကအေပီလ10ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ် ်ခုနပိုင်းကြေးရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတော့စေကောင်းစီအုပ်စုကလေးချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုနေ့စဉ်ရက်ဆက်ဒရယ်ဆက်ပြုတ်လုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပိတ်ချင်းမြို့အပအဝင်တပိတ်ချင်းတွေကဆက်စကန်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်နေ့လယ်ပိုင်းမှာတော်လိုင်းတက်တွေကသိမ့်ပိုင်နိုင်ခဲ့ပေမယ့်ခုနပိုင်းရွာနဲ့တွင်းငယ်ရွာအနီးကဆက်စကန်းတွေကိုအပိသက်မသိမ့်နိုင်သေးပဲကြန့်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ခုနပိုင်းရွာနဲ့တွင်းငယ်ရွာအနီးကလက်ကျန်ဆက်စကန်းတွေကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားရာနှစ်ဖက်ပြစ်ခတ်မှုတွေနေတိုင်းနေပါရှိနေပြီးတော့လ က်ရှိမှာတော့စစ်ကောင်စီအုပ်စုကလေကြောင်းကနေအင်အားဖြည့်ကဖောက်ထွက်ဖို့အတွက်ကြိုးစားလာလို့အခုရက်ပိုင်းမှာပြစ်ခတ်မှုတွေပုံမှန်ပြီးတော့ပြင်းထန်လာတာလို့ရှေ့တန်းတော်လိုင်းရေးအင်အားစုတွေကပြောပြထားပါဗျာ။ ယခုရပိုင်းအတွင်းမှာတွင်းငယ်ရွာဘက်မှာတိုက်ပွဲတွေညင်နေပြီးတော့ခုနပိုင်းကြီးရွာဘက်မှာတော့စစ်ကောင်စီအုပ်စုကလေရင်နေနဲ့ဘုံချဲတာလက်နက်ကြီးနဲ့ပစ်တာမြေပြင်ထိုးစစ်တွေကိုဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့နှစ်ဖက်အထိကိတ်တွေရှိတယ်လို့ပြည်သူလွတ်မြောက်ရေးတပ်တော် PLA ရဲ့အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကသတင်းပေးဖို့ပြောကြားထားပါတယ်ဒီခုနပိုင်းဘက်ကိုလည်းသူတို့ဟိုတနေ့ကမှဘုံနှလုံးနဲ့လာချသွားတာပေါ့ဘုံနှလုံးလာချသွားပါတယ်အဲ့ဒီလိုသိရတယ်နောက်ပြီးတော့ကျမတို့ခရုတ်ချင်းထဲမှာရှိနေတဲ့ရဲဘော်တွေပေါ့နော် ဘန်ကာထဲမှာရှိနေတဲ့ရဲဘော်တွေကိုသူတို့ဘက်ကလက်နက်ကြီးနဲ့နှမ်းပြီးတော့ထုပါတယ်ကျမတို့ရဲဘော်တယောက်တောင်မှအထီးကဲဖြစ်သွားပါတယ်သူတို့ဘက်ကနေပြီးတော့ထိုးစစ်တွေဆင်လာတာတွေရှိတယ်အခုသူတို့အပြစ်ခတ်ရပ်ထားပြီးတဲ့နောက်ပိုင်းမှာမှသူတို့ဒီလိုမျိုးတွေဆက်ဖြစ်နေတာပေါ့ဆက်ဖြစ်နေတာမှာ ခွန်နမိုင်ဘက်မှာတော့နည်းနည်းအခြေအနေပိုဆိုးနေပါတယ်တွင်းငယ်ဘက်မှာလောလောဆယ်ငြိမ်နေသေးတယ်ဒါပေမဲ့အများအားသတိနဲ့နေနေရပါတယ်မန္တလေးတိုင်းထဲမှာကိုတပိတ်ချင်းထဲမှာကိုတွင်းငယ်ခွန်နမိုင်နောက်မရိယာဘက်မှာပေါ့မရိယာရှေ့ဘက်ချမ်းမှာလဲသူတို့ကလာပြီးတော့တိုက်ခိုက်နေတာတွေရှိပါတယ်ကျမတို့ရဲဘော်တွေနဲ့တပ်ပေါင်းစုတွေနဲ့ပေါ့နော်အရာတွေကိုလည်းလာပြီးတော့သူတို့ရန်လိုပြီးတိုက်ခိုက်တာတွေရှိနေတယ်လို့ PLA အထွေထွေအတွေ့အကြုံရဲဘော်နီနီကျော်ကပြောပြထားပါဗျာ ခုနမယွာအတွင်းတိုက်ပွဲမှာစစ်ကောင်စီအုပ်စုကနေတိုင်းနေပါလေချောင်းကနေဘုံကျဲတက်ခတ်နေပြီးတော့ဘုံထိမှန်လို့တော်လိုင်းအင်အားစုတွေဘက်ကထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့ပြောဆိုထားပါတယ်တိုက်ပွဲကတော့တောက်လျှောက်ဖြစ်နေတာပေါ့ရှေ့လမက်စလ9ရက်နေ့တည်းကတိုက်ပွဲကဟိုဘက်ကပြန်ပြီးတော့စစ်တောင်းထိုးလာတယ်ဟိုဘက်ကမနာဘူးဖြစ်နေတာလို့မြေပြင်ရဲဘော်တပ်ကပြောပြထားပါတယ်ဗပိတ်ချင်းမြို့နယ်ခုနမိုင်ချေးွာအနီးမှာအချက်မဲ့စစ်တပ်ရဲ့စခတနှစ်လို့ခေါ်တဲ့စစ်အခြေခံလက်ကျင်ရေးတပ်ကြောက်ကြီးနေပညာတပ်နဲ့တွင်းငယ်ချေးွာအနီးမှာတပ်တပ်က73လို့ခေါ်တဲ့ စစ်တပ်တမ်းမြင့်လေ့ကျင့်ရေးအကြောင်းတွေကိုတင်ယူဖို့အတွက်ကြံရှိနေတာဖြစ်ပြီးတော့အဲ့ဒီတပ်ထဲကနေစစ်ကောင်စီအုပ်စုကလေကြောင်းပစ်ကူနဲ့အားကိုးပြီးတော့ခုခံနေတယ်လို့စင်ကူမိုးကုန်းနဲ့တပိတ်ချင်းနဲ့မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေကနေထွက်ပြေးလာတဲ့စစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေဟာလေအဲ့ဒီခွန်နမိုင်နဲ့တွင်းငယ်ရွာအနီးကလက်ကျန်စစ်စခန်းတွေတဲကို ပြေးဝင်ပြီးတော့ခိုအောင်ကခုခံနေတယ်လို့ဆိုပါရယ်တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီအုပ်စုကလေးချောင်းကနေဘုံကျဲနေသလိုမြေရင်ကနေလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေတာကြောင့်အနည်းဝင်းချင်မှာရှိတဲ့ကြေးရွာဆယ်ရွာကျော်ကပြည်သူတွေဟာထွက်ပြေးနေရတာရှစ်လကျော်တောင်ကြာနေပြီလို့သိရပါရယ်အချက်ဘတ်စစ်တပ်ကတွင်းငယ်ရွာကိုရွာလုံးကျွတ်နေပါမိရှုဖျက်ဆီးပြီးသလိုရင်ညာဦးကြေးရွာကအင်ဂျင်40ခန့်ကိုလည်းပြီးခဲ့တဲ့လတုန်းက drone နဲ့ဘုံကျဲကမိရှုဖျက်ဆီးခဲ့ကြောင်းသိရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့မန္တလေးအိုးဘုံထောင်မှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းပြိုကျသွားတဲ့အဆောင်အပြက်စီးများကြားထဲမှာဒဏ်ရာရထားတဲ့အကျဉ်းသားများကိုဖြစ်တယ်လို့ထားတာကစေကူတမှုမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိုးဘုံထောင်မှာငလျင်ကြောင်းပြိုကျသွားတဲ့တိုက်ပျုံများကိုလည်းရှင်းလင်းပေးခြင်းမရှိသလိုပြိုလူဆဲဆဲအဆောင်များလည်းရှိနေပြီးတော့အကျဉ်းသားများကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခြင်းလည်းမရှိဘူးလို့သိရပါတယ်။အဆောင်များပြိုကျမှုကြောင့်နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများတိတ်ဆုံးမှုရှိပြီးတော့ဒဏ်ရာရရှိသူများလည်းရှိနေတယ်လို့ သိရပါတယ်။ဒါရရတဲ့သူတွေကိုလည်းစေမကုသပေးပဲနဲ့ဒီတိုင်းပဲထားထားတယ်လို့ပြောပါတယ်။နောက်တစ်ခါငလျင်လာရင်ပြိုလူဆက်ဆက်ဖြစ်နေတဲ့အဆောင်တွေအောက်ကလူတွေအကုန်လုံးနှီးပါတေကုန်မှာပါ။အချင်းသားတွေကလောလောဆယ်မှာမိုးကရဲ့ဆေးဝါးရဲ့အထီးကလိုအပ်နေပါတယ်လို့အိုးဘိုအချင်းထောင်နဲ့နှီးဆက်သူတို့ကပြန်လည်ပြောပြထားပါတယ်။ငလျင်ကြောင့်ထိခိုက်သွားတဲ့အဆောင်များအလုံးဟာအချိန်မရွေးပြိုကျနိုင်တဲ့အန္တရာယ်ရှိတဲ့အပြင်လက်ရှိငလျင်ကြောင့်ပြိုကျထားတဲ့အဆောင်များကလွဲပြီးတော့တိမ်းဆောင်းနေတဲ့အဆောင်များတိုက်များမှာအကျဉ်းသားများကိုဆက်လက်ပြီးတော့ထားထားတယ်လို့သိရပါဗျ။ ်စေးဝါမလုံလောက်တဲ့အခြေအနေမျိုးလည်းရှိနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ကိုတိုက်ထိုးဦးကပြောပြထားပါတယ်အထူးသဖြင့်ပြည်ပစေးယုံကိုကုသဖို့လိုအပ်နေတဲ့သူတွေကပြည်ပစေးယုံကိုကုသခွင့်မရတဲ့အခြေအနေမျိုးဖြစ်နေပါတယ်လို့ကိုတိုက်ထိုးဦးကသတင်းပေးဖို့ပြောကြားထားပါတယ်မက်ရှလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အိုးဘုံထောင်မှာရှိတဲ့အမျိုးသမီးအဆောင်တက်နဲ့အဆောင်နှစ်တို့ပြိုကျခဲ့တဲ့အတွက်နိုင်ငံရေးအကျဉ်းသူများဖြစ်ကြတယ်။မမိုးသူစာခိုင်ဒေါ်လေးလေးဆိုဒေါ်ခင်အုံးရွှေမကေကေဝင်းမပပဝင်းနဲ့မဖူးဝေဝေတို့တေဆုံးခဲ့ပြီးတော့စုစုပေါင်းလူဆက်နာဦးတေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ရက် PPNM ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ငလျင်တရင်ကတော့ဖြားအပြင်းငလျင်ဒန်တဲ့မြန်မာနိုင်ငံမှာနိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေက လူပေါင်း653ဦးကိုရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးစီလို့ပြည်တော်ကိုပြန်ချမယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေအတွားနေပြည်တော်မှာပြုလုပ်ပေးတဲ့ဂုံပြူပွဲမှာအချက်ဘတ်ဒုစစ်ခေါင်းဆောင်ဆိုးဝင်းကထဲသွင်းပြောဆိုသွားတယ်လို့သိရပါဗျ။နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့အသက်ရှင်လျက်653ဦးနဲ့ရုပ်အလောင်း900ကိုရှာဖွေဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ အကြံဖတ်ဒုစစ်ခေါင်းဆောင်ကပြောဆိုထားပါတယ်အဲ့ဒီစည်ရင်ဟာမက်စလာ28ရက်နေ့ကနေအေပီလ10ရက်နေ့အထိဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာမလင်းလှုပ်ပြီးတော့82နှစ်မတိုင်ခင်ရှားဖွေကယ်ဆယ်ရေးအဖွဲ့တွေကိုအစောဆုံးဆေလွတ်ပေးခဲ့တဲ့အတွက်တရုတ်နိုင်ငံကိုကျေးဇူးတင်တယ်လို့အကြံဖတ်ဒုစစ်ခေါင်းဆောင်ဆိုဝင်းကပြောဆိုလိုက်ပါတယ် ်တရုတ်ဟာရှောက်ဖွေကယ်ဆယ်ရေးအဖွဲ့၄ဖွဲ့စုစုပေါင်းအင်အား365ဦးကိုအစောဆုံးဆေးလွတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဆက်လက်ရောက်ရှိလာပြီးတော့နေပြည်တော်နဲ့မန္တလေးမှာရှောက်ဖွေကယ်ဆယ်ရေးတွေကိုလှုပ်ဆောင်ပေးတာကိုတွေ့ရပါတယ်။ရန်ကုန်မြို့မှာရှိတဲ့တရုတ်တန်ရုံရဲ့ထုတ်ပြန်ချက်အရအဖွဲ့ဝင်600ပါတဲ့အစိုးရနဲ့အရက်ဘက်ကယ်ဆယ်ရေးအဖွဲ့အစည်း28ဖွဲ့ကိုဆေးလွတ်ခဲ့တယ်လို့သိရပါတယ်။ကုလသမဂ္ဂရဲ့စည်ရင်အရမြန်မာငန်လျင်ဘေးကိုနိုင်ငံပေါင်း73ခုက မျိုးပြရှာဖွေကယ်ဆယ်ရေးအဖွဲ့အဖွဲ့ပေါင်း30ကျော်ကလာရောက်ကူညီခဲ့တယ်လို့သိရပါဗျ။ငန်လျင်ကြီးကြောင့် AP လ9ရက်နေ့အထိတိတ်ဆုံးသူစုစုပေါင်း3550ဦး၊ဒဏ်ရာရသူ4814ဦးနဲ့ပျောက်ဆုံးသူ180ရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတာယဝရီခေယံအုတ်ဖုံမြို့နယ်မှာလူငယ်များကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးရာမှာပါဝင်ပေးတဲ့သူရာအိမ်မှုပြူစောထီးခေါင်းဆောင် ဖိုးဖြူပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AP လာ၈ရက်နေ့မိုးလယ်တနင်္လာ၂၄မိနစ်အချိန်မှာအုတ်ဖုံမြို့နယ်တရက်နှစ်ဖြားလိန်အုပ်စုပေါင်းတဲ့စုရွာနေပြူစော်ဒီခေါင်းဆောင်ရာအိမ်မူဖိုးဖြူဟာခမရ6တိမ်မြုပ်တက်ကဆိုင်ကယ်နဲ့တယောက်တည်းပြန်လာတဲ့အချိန်ပေါင်းတဲ့စုကြေးရွာအနီးလမ်းမပေါ်အရောက်မှာတာယာဝရီခရံတရင်၃၈၃ညနဲ့တက်ခွဲလေးရေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲ့ရဲဘော်များကပြစ်ခတ်ရှင်းလင်းရာ ်ဦးကောင်းကိုကြီးစံတစ်ချက်ထိမှန်ပြီးတော့ပေးဆုံးသွားတယ်လို့သိရပါတယ်ဖိုးဖြူကစစ်ကောင်စီတွေကိုသူ့အိမ်မှာဝိုင်းထိုင်ပြီးတော့ဧကန်ကအပြင်ကနေပြီးတော့ကင်းနေချထားပြီးတော့ရွာကိုမီးရှို့မယ်ဆိုပြီးချိန်ချောင်းနေလို့ရွာကဖုံးကြီးတွေရောပြည်သူတွေရောရှောင်နေကြရတာအဲ့ဒီအချိန်မှာသူကအိမ်တွေထဲကတွေ့တဲ့ပစ္စည်းတွေကိုလည်းအကုန်ယူတယ်။အုတ်ကြီးမရှိတော့သူကစစ်ကောင်စီတွေနဲ့ပေါင်းပြီးတော့အကုန်လုံနေတာ။ယာယီမှုလည်းသူပဲ၊ပြူစောတိခေါင်းဆောင်လည်းသူပဲ။သူပဲအကုန်လုံးကိုလက်ညှိုးထိုးပြီးတော့ခိုင်းနေတာလို့မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။ ်သေဆုံးသွားတဲ့ပြူစော်တီခေါင်းဆောင်ဖိုးပြူစီကနေပြီးတော့လက်ပြဘုံတစ်လုံးစိုက်ခဲ့တဲ့စီစစ်ကောင်စီတပ်သားများနဲ့ဆက်သွယ်ပြောဆိုထားတဲ့ mobile phone နှစ်လုံးနဲ့ငွေသား6800ကျပ်တို့ကိုသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါဗျ။သေဆုံးသွားတဲ့ပြူစော်တီခေါင်းဆောင်ဖိုးပြူဟာတော်လိုင်းတပ်ဖွဲ့များရဲ့အချက်လက်များကိုစုံစမ်းထောက်လှမ်းပြီးတော့စစ်ကောင်စီတပ်သားများထံကိုတရင်ပေးဖို့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားရဲများကို၎င်းရဲ့နေအိမ်မှာအဲ့ခံကျွေးမွေးကပြည်သူများရဲ့နေအိမ်များကပစ္စည်းများကိုခိုးယူခိုင်းခြင်း ်မိရှုရန်ချိန်ချောက်ခိုင်းခြင်းများကိုလုံဆောင်နေတဲ့အတွက်ကြောင့်အခုလိုမျိုးပြစ်ခတ်ရေးယူခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။မြေအောင်ပြောက်ကြားတပ်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတဲ့စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့တောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်အသိပေးထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ